တူကီယဲမှာဆန္ဒထုတ်ဖော်သူများနဲ့သတင်းထောက်များအဖန်စီခံရတူကီယဲမှာဖြစ်ပွားနေတဲ့ကြီးမားတဲ့ဆန္ဒထုတ်ဖော်ပွဲတွေအတွင်းတူကီယဲအာဏာပိုင်တွေကဆန္ဒထုတ်ဖော်သူ1400ကျော်နဲ့သတင်းထောက်အများပြားကိုဖန်စီထိမ့်သိမ်းထားတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။ပြီးခဲ့တဲ့မတ်လ19ရက်ကစလို့တူကီယဲနိုင်ငံသဝန်းမှာဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားနေတာဖြစ်ပြီး6ရက်ကြာကာလအတွင်းမှာဆန္ဒထုတ်ဖော်သူ 1418ရာကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့တူကီရဲ့ပြည်ထရေးဝန်ကြီးကပြောပါတယ်။ဒါပြင်ပြည်ထောင်သတင်းဌာန AFP ကဓာတ်ပုံသတင်းထောက်တရအပါဝင် အစ္စတန်ဘူမှာစာနာထုတ်ဖော်ပွဲတွေအတွင်းသတင်းအရယူနေတဲ့အခြားသတင်းထောက်600ဟာလည်းတူကီရဲ့အာဏာပိုင်တွေရဲ့ဖမ်းဆီးတာကိုခံထားရတယ်လို့သတင်းမီဒီယာအဖွဲ့တွေကပြောပါတယ်။ဓာတ်ပုံသတင်းထောက်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ ချက်ချင်းပြန်လှုပ်ပေးဖို့တောင်းဆိုကြောင်းနဲ့ဒီလိုဖန်ဆီးတာဟာမီဒီယာလွတ်လပ်ခွင့်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်တာဖြစ်ကြောင်း AFP ကထုတ်ပြန်ကြေညာထားပါတယ်။ AFP သတင်းထောက်အပြင် အခြားသတင်းထောက်6ယောက်လည်းမတ်လ25ရက်မှာဖန်ဆီးခံထားရတယ်လို့တူကီရဲ့မီဒီယာလွတ်လပ်ခွင့်အဖွဲ့တစ်ခုဖြစ်တဲ့ MLSA ကထုတ်ပြန်ပါတယ်။ AFP သတင်းဌာနရဲ့ဥက္ကဋ္ဌကတူကီရဲ့တာမရစီကိုလည်းစာသဆောင်ပေးပို့ထားပြီးဓာတ်ပုံသတင်းထောက်ကိုအမြန်ဆုံးပြန်လှုပ်ပေးရန်ဂျောင်းဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုထားပါတယ်။တူကီရဲ့အစိုးရဟာပြည်တွင်းမီဒီယာရဲ့60ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားတယ်လို့နယ်စီမချသတင်းထောက်များအဖွဲ့ကမှတ်ချက်ပေးထားပါတယ်။တူကီရဲ့တာမရအာဒိုဂန်ရဲ့အထူးအပြိုင်မဲ့ဖြစ်တဲ့ Republican ပြည်သူ့ပါတီ CPA ရဲ့တာမရလောင်အစ္စတန်ဘူမြို့တော်ဝန်အီမာမိုဂလူအဖမ်းဆီးအကျဉ်းချခံရပြီးနောက် ြို့တော်အန်ကာရာနဲ့အစ္စတန်ဘူအပါအဝင်နိုင်ငံတော်မှာကြီးမားတဲ့ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။